နဲ့တင်ဆက်ပေးသွားပါရမယ်။ဒီနေ့ညပိုင်းသတင်းတွေမှာတော့ဘေးလင်းမြို့နယ်ဇုတ်ကလိကျေးရွာနေပြစ်ခတ်နေတာကို ရပ်ပန်း60အထိရာခိုင်နှုန်းများပြားစွာရှော့ချဖို့သဘောတူခဲ့တဲ့တဲ့။ VN နဲ့ရုရှားတို့နျူကလ িয়ার ဓာတ်ပင်းစင်ယုံတွေတိစောက်ဖို့သဘောတူခဲ့တဲ့တဲ့နဲ့။နာပိုလီနီးပြကွန်တီကိုလာမယ့်ရာသီမှာအသင်းနီးပြမော်ပြင်းနယ်ဘေးလင်းမြို့နယ်ဇုတ်ကလိကျေးရွာနေပြစ်ခတ်ဖြိုးပါတီရဲ့မြို့နယ်ကော်မတီဝင်တအိုး တနက်နေ့ပြက်ခတ်ခံရပြီးတည်ဆုံးခဲ့တယ်လို့ဒေတာကန်တွေရဲ့ပြောကြားချက်တွေအရသိရပါတယ်တနက်နေ့ပြစ်ခတ်ခံခဲ့ရသူဟာဘေးလင်းမြို့နယ်ဇုတ်ကလေးကျေးရွာရပြီးအခင်းဖြစ်တဲ့နေရာမှာပဲတည်ဆုံးခဲ့ပါရယ်။ရုံလောင်းကိုဘေးလင်းမြို့နယ်ပြည်သူစည်းရုံးကိုပို့ဆောင်လိုက်ကြပါရယ်လို့ပြောပါရယ်။ဥဆောင်ဝင်ဟာပြည်ခိုင်ပြိုးပါတီဝင်တအူးဖြစ်ပြီးဘေးလင်းမြို့နယ်ကော်မတီဝင်တအူးဖြစ်ကြောင်းနဲ့သူ့ကိုမြေတီလက်နက်ကိုင်အဖွဲ့အစည်းကမြေတီစည်ရေးအသင်းတွေထံကသိရပါရယ်။မေလ14ရက်နေ့မနက်3:00ခွဲခန့်က တန်ဖြူစရဲမြို့နယ်တောင်ဖလူကျေးရွာမှာနေတလုံးမီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။မီးလောင်မှုဖြစ်ပွားရာကိုတန်ဖြူစရဲမြို့နယ်မိသက်စခန်းနဲ့ကျုံကတက်နေမြေမိသက်စခန်းကမိသက်ရင်တွေနဲ့မိသက်တပ်ဖွဲ့ဝင်တွေလူမှုကွန်ရက်ကယ်ဆယ်ရေးအဖွဲ့တွေဒေသခံတွေဝိုင်းဝန်းညှိနှိုင်းသက်ခဲ့ရာမနက်3:00မိနစ်40ခန့်မှာမိငိမ့်သွားကြောင်း လူမှုကွန်ရက်ကဲစေးအဖွဲ့ကတာဝန်ရှိသူတို့ကပြောပါရယ်၎င်းကဆက်လက်ပြီးမိငိမ့်သက်ပြီးတော့အိမ်ပေါ်မှာရှင်းလင်းမှုတွေလှုပ်ဆောင်တဲ့အခါမှာအသက်35နှစ်အရွယ်အမျိုးသားတအိုးမီးလောင်ဒယာရီနဲ့တည်ဆုံနေတာကိုတွေ့ကြရပါတယ်လို့ပြောပါရယ်မီးလောင်ဒယာရီနဲ့တည်ဆုံခဲ့တဲ့အမျိုးသားရဲ့ရုပ်လောင်းကိုစေတနာရှင်လူမှုကဲစေးရဲ့အသင်းတန်ဖြူစေရက်ကနေတန်ဖြူစေရက်မြို့နယ်ပြည်သူ့စေယုံမှာရှိတဲ့ရင်ခွဲရုံကိုပို့ဆောင်ပေးခဲ့ကြောင်းနဲ့မီးလောင်မှုနဲ့ပတ်သက်ပြီးတပ်ဆိုင်ရာကစုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်နေရလို့သိရပါရယ် ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။အမေရိကန်ပြည်တော်စုနဲ့တရုတ်တို့သွေးငုံအခွန်အပြန်အလှန်ကောက်ခံနေတာကိုရပ်ပေါင်း90အထိရခိုင်နှုန်းများပြားစွာရှော့ချဖို့သဘောတူခဲ့တဲ့သတင်းကိုတင်ဆက်ပေးမှာပါ။အမေရိကန်နဲ့တရုတ်တို့ကသွေးငုံအခွန်အပြန်အလှန်ကောက်ခံနေတာကိုရပ်ပေါင်း90အထိရခိုင်နှုန်းများပြားစွာရှော့ချဖို့မေ12ရက်ကသဘောတူခဲ့ပါတယ်။ဒီလိုသဘောတူညီချက်ရရှိတဲ့ရလက်ကိုတမရဒေါ်နယ်ထရမ့်က အားလုံးပြန်ချိန်မှုလို့အမည်တက်လိုက်ပြီးမိမိဟာမကြမီတရုတ်သမ္မတရှီကျင်းပင်နဲ့ဆွေးနွေးမယ်လို့ဆိုပါတယ်ထရမ့်ကကုန်သွယ်ရေးစစ်ပွဲစတင်ဆင်နွှဲခဲ့ပြီးနောက်ပိုင်းအမေရိကန်နဲ့တရုတ်တို့ပထမဆုံးအကြိမ်ဆွေးနွေးခဲ့ပြီးတဲ့နောက်နှစ်နိုင်ငံစလုံးကစီးကျက်ခွန်ကောက်ခံမှုရာဂိုင်းနှုန်းကိုရာဂဏန်းကနေဆယ်ကဏန်းကိုလျှော့ချဖို့သဘောတူခဲ့ပြီးဆက်လက်ဆွေးနွေးသွားဖို့လည်းသဘောတူခဲ့ကြပါတယ်။စီးကျက်ခွန်ကိစ္စကြောင့်ကတောင်းကနေဖြစ်နေတဲ့စတော့ဈေးကွက်တွေဟာအမေရိကန်နဲ့တရုတ်သဘောတူညီချက်ရပြီဆိုတဲ့ကြေညာချက်ထွက်လာချိန်မှာ stock share ဈေးတွေပြန်လည်မြင့်တက်လာခဲ့ပါတယ်ဂျနေဗာမှာအကျိုးရှိတဲ့ဆွေးနွေးပွဲတွေလှုပ်ဆောင်ပြီးတဲ့နောက်မနေ့ကကျွန်တော်တို့ဟာလုံလုံပြန်ချိန်ရမယ့်အနေအထားကိုရရှိခဲ့ပါတယ်။သမရရှိနဲ့စကားပြောမှဖြစ်ပါတယ်။ဒီတစ်ပတ်ကုန်လောက်မှဖြစ်လာနိုင်ပါတယ်လို့ထရမ့်ကပြောပါတယ်။အမေရိကန်ဗန်နာယင်းဝင်ကြီး Scott Bessent ကတရုတ်ဝင်ကြီးချုပ် Helly Fan အပြည်ပြည်ဆိုင်ရာ ကုံတရေးကိုယ်စားလှယ်လီချန်းကန်တို့နဲ့ဆွေးနွေးမှုတွေဟာအကျိုးရှိပြီးခိုင်မာမှုရှိတယ်လို့ပြောကြားခဲ့ပြီးနှစ်ဖက်စလုံးကမကြမီထပ်မံတွေးဆမှုမျှော်လင့်ထားတယ်လို့ဆိုပါတယ်။တရုတ်သွင်းကုန်အများပြားအပေါ်ထရမ့်ရဲ့အခွန်စည်းကြမ်းမှုကအခုနှစ်မှာ145ရာခိုင်နှုန်းအထိရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့လကစတင်ခဲ့တဲ့ကမ္ဘာလုံးဆိုင်ရာစီးကျက်ခွန်ကောက်ခံမှုစစ်ပွဲကြီးမှာတခြားနိုင်ငံတွေကိုကောက်ခံတဲ့ဆရာကိုင်နှုံးနဲ့နှိုင်းရှင်မာကတရုတ်ကိုကောက်ခံမှုဟာများပြားလွန်နေတာဖြစ်ပါတယ်။တရုတ်နိုင်ငံကလည်းအမေရိကန်ကုမ္ပဏီတွေကိုအခွန်125ရာခိုင်နှုန်းကောက်ခံခြင်းအဖြစ်တုံ့ပြန်ခဲ့ပါတယ်။အမေရိကန်ပြည်ထောင်စုကတရုတ်ကုမ္ပဏီအပေါ်ကောက်ခံမှုကို30ရာခိုင်နှုန်းကိုရှော့ချပေးဖို့သဘောတူခဲ့ပြီးတရုတ်ကလည်းအမေရိကန်ကုမ္ပဏီအပေါ်အခွန်ကောက်ခံမှုကို10ရာခိုင်နှုန်းကိုရှော့ချပေးဖို့သဘောတူခဲ့ပါတယ်။ VNN နဲ့ရုရှားတို့နျူကလ িয়ার ဓာတ်ပင်းစင်ယုံတွေတည်ဆောက်ဖို့သဘောတူခဲ့တဲ့သတင်းကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာပါ။ VNN နဲ့ရုရှားတို့ဟာ VNN မှာနျူကလ িয়ার ဓာတ်ပင်းစင်ယုံတွေနှင်းမြစွာတည်ဆောက်ဖို့သဘောတူခဲ့တယ်လို့ပိုရဲအစီရင်ခံစာထုတ်ပြန်ခဲ့ပါတယ်။ ခင်မီနီးပညာတွေနဲ့အတူစက်ရုံတွေကိုနျူကလ িয়ার နဲ့ရေဒီယိုသတ်သက်တိကြောမှုဆိုင်ရာဘေးကင်းလုံခြုံရေးစည်းကမ်းတွေနဲ့တိစောက်မှာဖြစ်ကြောင်း VNN Community Party အတွင်းရေးမှူးချုပ်တိုလန်ကရုရှားနိုင်ငံမော်စကိုမြို့တော်ကိုတွားရောက်ခဲ့ပြီးတဲ့နောက်ပူရဲကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ VNN ဟာဆယ်စုနှစ်တစုနေပါကြာရန်နာထားတဲ့နျူကလ িয়ার ဓာတ်ပိစက်ရုံတွေတိစောက်ရေးအစီအစဉ်ကိုပြန်လည်စတင်ခဲ့တာဟာ၎င်းရဲ့လင်းမြန်စွာမြင့်တက်နေတဲ့ဇီဝရေးကိုအထောက်ကူဖြစ်စေဖို့စွမ်းရည်ကဏ္ဍကိုမြင့်တင်နေတဲ့အထောက်ကျိုးဝတ်မှုတွေရဲ့တစ်စိမ့်တစ်ပိုင်းလည်းဖြစ်ပါတယ်။ ောက်ဆုံးသတင်းတပုတ်အနေနဲ့အားကစားသတင်းတပုတ်ကိုတင်ဆက်ပေးပါမယ်။နာပိုလီနီပြကွန်တီကိုလာမယ့်ရာသီမှာအသင်းဒီပြအဖြစ်ပြန်လည်ခန့်အပ်ဖို့ဂျူဗင်တက်စ်အသင်းပြတ်မှတ်ထားနေတဲ့သတင်းကိုတင်ဆက်ပေးပါပါ။ဂျူဗင်တက်စ်အသင်းဟာလာမယ့်ရာသီမှာ နာပိုလီအသင်းဒီပြကွန်တီကို အသင်းဒီပြအဖြစ်ပြန်လည်ခန့်အပ်ဖို့ပြတ်မှတ်ထားနေတယ်လို့သိရပါတယ်။ဂျူဗင်တက်စ်အသင်းဟာအခုရာသီမှာရလက်တွေဆိုးရွားမှုကြောင့်အသင်းဒီပြမော်တာကိုရာရုကနေထုတ်ပေးပြီး အသင်းကစားသမားဟောင်းတအုပ်ဖြစ်သူတူတော်ကိုအခုရာသီကောင်အထိခန့်အပ်ခဲ့ပါတယ်။ ဒါပေမဲ့ Juventus အသင်းတောင်ဝင်ရှိသူတွေဟာတူတော်ကိုသဘောကျနှစ်သက်ခြင်းမရှိပဲလာမယ့်ရာသီမှာ Napoli နီးပြ Conte ကိုအသင်းနီးပြအဖြစ်ပြန်လည်ခန့်အပ်ဖို့ပြတ်မှတ်ထားနေတာဖြစ်ပါတယ်။ Conte ဟာ Napoli အသင်းနဲ့2028ခုနှစ်အထိစာချုပ်သက်တမ်းရှိနေသူဖြစ်ပါတယ်။ Conte ဟာ Napoli အသင်းကိုအခုရသည် Serie A ပြိုင်ပွဲမှာထိတ်ဆုံးရောက်အောင်ဆန်းဆောင်ပေးထားပေမဲ့လည်းအသင်းရဲ့ကစားသမားခေါ်ယူမှုနဲ့ဘန်နာရေးအခြေအနေတွေကိုကျေနပ်မှုမရှိ ဖြစ်နေတယ်လို့သိရပါတယ်။ ဒါကြောင့်ကွန်တီအနေနဲ့နာပိုလီကနေထွက်ခွာခဲ့ပါက၎င်းကိုအသင်းနည်းပြအဖြစ်ခံရဖို့ဂျူဝင်တက်စ်အသင်းကပြတ်မှတ်ထားနေတာဖြစ်ပါတယ်။ကွန်တီဟာဂျူဝင်တက်စ်ကို2017ကနေ2014အထိကင်တွယ်ပို့ပြီး Serie A 3ချိန်အပါအဝင်ဖလောင်၅လုံးရယူပေးခဲ့ပါတယ်။မေလ15ရက်နေ့ည7:00နာရီညပိုင်းသတင်းတွေကိုတရရထုံးလင်းတင်ဆက်ပေးသွားခဲ့တာပါကြည့်ရှင်နားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရစေ။တာယာအေးချမ်းနဲ့ညချမ်းလေးဖြစ်ပါစေ။